င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစက်နိုင်ကတောင်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်လေဗနိုအခြေစိုက်ဒုက္ခသည်စကန်ကူမှာလူ73ထက်မနည်းသေဆုံးခဲ့ရတဲ့သတင်း Upstate မှတ်တမ်းအလုံးကိုအများပြည်သူသိအောင်ထုတ်ပြန်ပေးဖို့လွှတ်တော်နှစ်ရက်စလုံးကအတည်ပြုလိုက်တဲ့သတင်းနဲ့ အမေရိကန်သမ္မတကဆော်ဒီအင်ရှိဆန်ကိုလက်ခံတွေ့ဆုံမှုအတွင်းထူးခြားတဲ့အချက်တွေကြောင်းစူးစီးတင်ဆက်ပေးတော်မှာဖြစ်ပါရီဗမာဇုံတင်ဆက်ပေးမှာကတော့လဘနိုနိုင်ငံစီဒွန်မြို့မှာအစ္စရေးရဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်လူ73ဦးသေဆုံးခဲ့ရပြီး နောက်ထပ်အများပြားဒဏ်ရာရရှိခဲ့တယ်လို့နိုဝင်ဘာလ17ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့အတည်ပြုသွားပါတယ် အဲ့နောက်အစ္စရေးစစ်တပ်ဟာစီဒွန်မြို့နီးကလူစီကားတဲ့အိန်အယ်ဟီဝေးပါလက်စတိုင်းဒုက္ခသည်စခန်းမှာလှုပ်ရှားနေတဲ့စစ်သွေးကြော်တွေကိုတိုက်ခိုက်ခဲ့တာသာဖြစ်တယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်အဲ့ဒီစကန်ကိုပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟာမတ်စ်ကအတုံးပြူနေတာကြောင့်ဖြစ်တယ်လို့လည်းဖော်ပြထားပါရယ်။ဒါကြောင့်ဟာမတ်စ်ဘက်ကကြီးညာချက်တစ်စောင်းထုတ်ပြန်ပြီးဒီတိုက်ခိုက်မှုကိုရှုတ်ချသွားခဲ့ပါရယ်။ ဣသရေလစစ်တပ်ရဲ့ဆွဆွဲချက်တွေဟာသူတို့ရာဇဝတ်မှုကျူးလွန်တာကိုတရားမျှတသလိုဖြစ်အောင်ရည်ရွယ်တဲ့လိန်ညာမှုတသက်တာဖြစ်တယ်ဆိုပြီးတုံ့ပြန်ထားခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်စကန်နေထိုင်သူတွေအုံပြုလျက်ရှိတဲ့လေဟာပြင်အာကစားကွင်းပေါ်ပစ်မှတ်ထားခဲ့တယ်လို့သိရပါတယ်။ဒါပြင်လက်မနိုနိုင်ငံတွေကစကန်၅ခုလောက်ကိုပါဣသရေလစစ်တပ်အနေနဲ့သိမ်းပိုက်ထားနိုင်တာတွေ့ရပါတယ်။ လဗနွန်တောင်ပိုင်းမှာလည်းအီရန်နောက်ခံပြူဟစ်ဘိုလာနဲ့ဟာမတ်စ်အဖွဲ့ဝင်တွေကိုပြစ်မှတ်ထားရင်းအစ္စရေးဘက်ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပေါ်ဆောင်လေ့ရှိပါတယ်။လွန်ခဲ့တဲ့နှစ်တုန်းကတော့အစ္စရေးနဲ့ဟစ်ဘိုလာကြားအပြစ်ခတ်ရစဲရေးသဘောတူညီချက်တခုကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်အရဟစ်ဘိုလာအဖွဲ့ဟာလက်နက်ဖြုတ်သိမ်းပေးရမှာဖြစ်ပြီးအစ္စရေးဘက်ကတော့လဗနွန်နိုင်ငံကို အပိတိုင်ဆုံးခွာပေးရမယ့်အချက်တွေပါဝင်ခဲ့ပါတယ်။ နောက်ထပ်သတင်းပုတ်အနေနဲ့အမေရိကန်တရားရေးဌာနကနေတက်ငယ်လိမ်ပိုင်းဆိုင်ရာရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ Epstein ရဲ့ဖိုင်တွေကိုထုတ်ပြန်ပေးဖို့လွှတ်တော်နှစ်ရဲ့စလုံးမှာအတည်ပြုလိုက်ပြီးဖြစ်ကြောင်းသိရပါတယ် Well, Mr. President, Donald Trump has tried to cover up for Jeffrey Epstein long and. အဲ့ဒီဥပဒေမူကြမ်းကိုအောက်လွတ်တော်ကထောက်ခံမဲ428မဲကန့်ကွက်မဲတမဲတဲ့နဲ့အဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီးအထက်လွတ်တော်မှာတော့မဲခွဲစရာမလိုအောင်တညင်တညွတ်ထဲအတည်ပြုနိုင်ခဲ့ပါရီ။အစိုးပိုင်းတို့က American သမ္မတ Trump ဟာ Epstein ရဲ့ file တွေကိုအများပြည်သူသိအောင်ဖွင့်ချဖို့ငင်းဆန်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့လမ်းဖွင့်ပေးခဲ့ပါရီ။ လွန်ခဲ့တဲ့အပတ်တွင်း Epstein နဲ့တက်ဆိုင်တဲ့စာမျက်နှာ2000ပါမှတ်တမ်းမယာတွေကိုထုတ်ပြန်ခဲ့တဲ့နေရာမှာ Trump နာမည်ပေါ်ဝင်လာတာက လူများစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။အခုလိုမျိုးလွတ်တော်နှစ်ရက်စလုံးကအတီးပြုတ်ပြီးဖြစ်တဲ့လျောက်ဒီဥတီကျန်းကို Trump အနေနဲ့လက်မှတ်ထိုးဖို့သာကြံရှိပါတော့တယ်။အထက်လွတ်တော်ဆိုင်ရာဒီမိုကရက်တစ်ခေါင်းဆောင် Chuck Schumer ကတော့ ထရမ့်ဟာအက်ပစ်တိန်ရဲ့အမှုကိုအချိန်ကြာကြီးဖုံးပြနိုင်ဖို့ကြိုးစားခဲ့တဲ့အကြောင်းနောက်ဆုံးမှာလွှတ်တော်ဟာဖိုင်တွေထုတ်ပြန်နိုင်အောင်လှုံ့ဆော်နိုင်ခဲ့ကြောင်းပြောသွားပါတယ်။ဒါဒီမိုကရက်ရီပူဘလီကန်နဲ့သမရကြားပြိုင်ဆိုင်မှုမဟုတ်ဘဲပြည်သူတွေအတွက်ပွင့်လင်းမြင်သာမှုကိုပြသတာဒါဖြစ်တယ်လို့ရှူမတ်ကဖြည့်ဆွတ်ပြောသွားပါတယ်။ 2019ခုနှစ်တွင် လိင်ကိစ္စအရှုပ်တော်ပေါ်တွင်ကြောင်းနယူးယောက်အကျဉ်းထောင်မှရှိနေစဉ် Epstein ကမိမိကိုယ်ကိုအစိုးစီရင်ခဲ့တယ်ဆိုပြီးယူဆထားကြတာဖြစ်ပါတယ်2008ခုနှစ်တုန်းကလည်းအသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုပြည်တစားလှုပ်ဖို့ဖျားယောင်းသွေးဆောင်ခဲ့တဲ့ဆွဆွဲချက်တွေနဲ့အတူ နမဲကြီးပြီးဩဇာရှိသူတွေပါဝင်နေတဲ့အချက်ကြောင့် Epstein ရဲ့အမှုပေါ်လူသိများလာခဲ့တာဖြစ်ပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ American သမ္မတဒေါ်နယ်ထရမ့်ဟာအင်ဖြူတော်ရောက်လာခဲ့တဲ့ Saudi အင်ရှိဆန်မင်းသားမိုဟာမက်ဘင်ဆာမန်ကိုနှွေးထွေးစွာ ကြိုဆိုသွားခဲ့ပြီးတနိုင်ငံကြားပုံမှုနဲ့ဆိုင်လာတဲ့ဆက်ဆံရေးပေါ်ထင်ဟပ်စေခဲ့ပါရီ People get 3 hours less in gasoline and it didn't work they got about 3 Are you going to bring up the Abraham Accords in your discussion I already brought them up What did you say I think I got a positive response would you like to respond Yeah so so အခုလိုမျိုး Trump နဲ့ Bill Salmon ကြားဘဲဥပုံရုံးကမှတွေးဆမှုတွင် အရေးပါတဲ့သဘောတူညီချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့နောက် American ဘက်က Sorry ကို NATO အဖွဲ့ဝင်မဟုတ်တဲ့အဓိကမဟာမိတ်နိုင်ငံတစ်ခုဖြစ်အတိမတ်ပြုဖို့ရာဆုံးဖြတ်လိုက်တဲ့အကြောင်း Trump ကိုယ်တိုင်ကြေညာသွားခဲ့ပါတယ်။ ဒါဟာအမေရိကန်နဲ့ဆော်ဒီဂျာကခိုင်မာပြီးသားဖြစ်တဲ့ကာကွယ်ရေးရာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရရောက်ပြီးအစစ်မြစ်လက်နက်တွေပါလိုင်စင်လိုပဲဝယ်ယူနိုင်တော့မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီလိုမျိုးလိုင်စင်ကင်းလွတ်ခွင့်ရထားတဲ့နိုင်ငံတွေထဲမှာဆော်ဒီပါဝင်လာခဲ့တဲ့အလျောက်အာဂျင်တီးနာ၊ဩစတြေးလျာ၊ဘရာဇီး၊ကိုလံဘီယာ၊ဖိလစ်ပိုင်နဲ့ထိုင်းစသဖြင့်နိုင်ငံပေါင်း20ရှိလာပြီးဖြစ်ပါတယ်။ ဆော်ဒီမင်းသားဘက်ကလည်းအမေရိကန်ပြည်တွင်းမှာသူတို့ယင်းနှိမ့်နှံသွားမဲ့ပမာဏကိုဒေါ်လာ1ထရီလီယံအထိမြင့်တက်လာနိုင်တဲ့အကြောင်းပြောကြားသွားပါတယ်။ဒီကနေ့လက်မှတ်ထိုးမဲ့သဘောတူညီချက်တွေထဲမှာ AI နဲ့နီးပညာ၊တန်လိုက်နဲ့ရှားဖားသတ္တုပစ္စည်းစတဲ့ကဏ္ဍများစွာပါဝင်နေပြီးယင်းနှိမ့်နှံရေးအခွင့်အလမ်းတွေအများကြီးဖန်တီးနိုင်မှာဖြစ်တယ်လို့ Bill Sammann အနေနဲ့မှတ်ချက်ပြုပါတယ်။ 2018ခုနှစ်တုန်းက Washington Post သတင်းတော်ဖြစ်သူ Jamal Khashoggi တပ်ဖြတ်ခံရတာနဲ့ပတ်သက်လို့သတင်းတော်ဦးရဲ့မေးမြန်းမှုကို Trump ကဂျောင်းဝင်ပယ်ချခဲ့ပါတယ်။ Istanbul မြို့က Saudi တန်ယုံမှာဖြစ်ပွားခဲ့တဲ့ဒီအစားဖြောက်လှုပ်ကြံမှုကိုဒါမျိုးဖြစ်တတ်ပါတယ်လို့သာ Trump အနေနဲ့ဖြည့်ဆွတ်ပြောတော့ပါတယ်။အဲ့ဒီအချိန်တည်းက Bin Salman ဟာ American မြေပေါ်ကိုမရောက်တော့တာဖြစ်တဲ့အတွက်ခုတကောက်ဟာတန်တမာရေးဆိုင်ရာအလဲပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဲ့ဒီ sorry အင်ရှိဇန်ကရေနံဝင်ဝေးပေါ်အဓိကထားမိခိုနေရမှုကိုရှော့ချနိုင်ဖို့အတွက်အားကစားနဲ့ခီးသွွားလုပ်ငန်းအပါအဝင်အခြားကဏ္ဍတွေမှာပါရင်းနှီးမြှုပ်နှံမှုတွေဖြန့်ကျက်ထားကြတာဖြစ်ပါတယ် ဒါကြောင့်မဲ sorry ကောင်းဆောင်တို့အင်ဖြူရောမှာကျင်းပခဲ့တဲ့ညစာစာပွဲတွင်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk နဲ့ Apple ကုမ္ပဏီရဲ့ CEO Tim Cook အပါအဝင်ကမ္ဘာကျော်ဘောလုံးသမား Cristiano Ronaldo လည်းတက်ရောက်လာခဲ့တာတွေ့ရပါတယ် But today it's a special day we think the horizon of the economical cooperation between Saudi Arabia and South America it's bigger and wider in many in many area နောက်ထပ်သတင်းပုတ်အနေနဲ့ ချီလီနိုင်ငံပါတာဂိုနီးယားတောင်ပိုင်းဒေသကအမျိုးသားဥယျာဉ်တစ်ခုမှာနှင်းမုန်တိုင်းတိုက်ခိုက်ခဲ့တာကြောင့်ခီးသွွား၅ဦးကိုတေဆုံးစေခဲ့တယ်လို့နိုဝင်ဘာလ18ရက်နေ့အတွင်းအာနာပိုင်တွင်အနေနဲ့အတည်ပြုသွားပါတယ်တော်ရက်စ်ဒေပိုင်အမီယာဥယျာဉ်မှာအကောက်နဲ့နှင်းမုန်တိုင်းတစ်ခုတိုက်ခိုက်ခဲ့တဲ့အလျောက် နောက်ထပ်ပြောင်းဆုံးနေတဲ့ခီးသွွား၄ဦးကိုတော့အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးသေဆုံးခဲ့ရသူ၅ဦးရဲ့အလောင်းတွေကိုလည်းပြန်လည်ရရှိအောင် အာဏာပိုင်တွေကဆောင်ရွက်ပေးလျက်ရှိနေပြီးရာသီဥတုကောင်းမွန်ရင်မကြခင်မှာပြီးစီးနိုင်မယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီထဲမှာဂျာမန်ဦး၊မက္ကဆီကန်ဦးနဲ့ဗြိတိန်နိုင်ငံသားတဦးတို့သေဆုံးခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီခီးသွားတွေဟာ low sparrow scanner မှာပျောက်သွားခဲ့တာဖြစ်တယ်လို့ကားနဲ့သွားလို့လွယ်ကူတဲ့လမ်းကြောင်းမဟုတ်ဘူးလို့လည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီဒေတာမှာတိုက်ခိုက်ခဲ့တဲ့နှင်းမုန်တိုင်းကတနအီကိုလေတိုက်နှုန်းမိုင်၁၂၀ကျော်ရှိခဲ့တဲ့အလျောက်ဒါအဆင့်၃ hurricane မုန်တိုင်းရဲ့ပြင်းအားနဲ့လည်းညီမျှပါတယ်။ဒီခင်းဖြစ်ပွားရာအမျိုးသားဥယျာဉ်ဟာ Stoian မိုင်ပေါင်း900လောက်ကျယ်ဝန်းတဲ့အပြင်နှစ်စဉ်လာရောက်လက်ပတ်သူတိမ့်နဲ့ချီတဲ့အထိ များပြားလေးရှိကြောင်းသိရပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့ဩစတေးလျအနုပညာရှင်ဂူစတက်ကလင်းရဲ့လက်ရာကိုနိုဝင်ဘာလ16ရက်နေ့ကဒေါ်လာ236ဒသမ4သန်းနဲ့လေလံတင် ရောင်းချနိုင်ခဲ့ပြီးနောက်ကမ္ဘာဒုတိယမြောက်ဈေးကြီးဆုံးပကြီးကားတစ်ခုဖြစ်လာခဲ့ပါတယ်။ Now ladies and gentlemen we come to an unequivocal masterpiece of Vienna's golden age. Gustav Klimt's magnificent portrait of Elizabeth Lederer. အရေးပကြီးကားကိုနယူးယောက်မြို့မှာစော်တဘီလုပ်ငန်းစုကဒေါ်လာ205သန်းနဲ့လေလံတင်ခဲ့တာဖြစ်ပြီးဒေါ်လာ236.4သန်းနဲ့ရောင်းထွက်သွားခဲ့တာပါအဲ့ဒီမှာလေလံဆွဲခဲ့သူ6ယောက်ဟာမိနစ်20ကြာ အပြိုင်ဈေးပေးခဲ့ကြတာလဲတွေ့ရပါတယ်1914နဲ့16ခုနှစ်ကြာအဲ့ဒီပကြီးကားကိုခလင့်က အဲလစ်ဘက်လက်ဒါဆိုတဲ့အမျိုးသမီးငယ်ရဲ့ပုံတူတိုင်းရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်။ဆော့တဘီဘက်ကတော့လေလံအောင်သူရဲ့နာမည်ကိုဖော်ပြခဲ့တာမျိုးမရှိပါဘူး။လက်ရှိကမ္ဘာတန်ကြီးအကြီးဆုံးပကြီကားဟာလီယိုနာဒိုဒါဗင်ချီရဲ့ Salvatore Mundi ဖြစ်ပြီး2019ခုနှစ်တွင်ဒေါ်လာတန်ပေါင်း450နဲ့ရောင်းချနိုင်ခဲ့ပါတယ်။အဲဒီလေလံပွဲမှာ คลิมเลียနောက်ထပ်ပကြီကားနှစ်ခုပါဝင်လာခဲ့ပြီးဒေါ်လာ86တန်းနဲ့ဒေါ်လာ68.3တန်းစီအတီးတီးရရှိခဲ့ပါတယ်အဲ့ဒီပကြီကားနှစ်ကားစလုံးကို ကွဲလွန်သူ American billionaire Leonard Lauder ကစုဆောင်းထားခဲ့တာလည်းဖြစ်ပါတယ်2023ခုနှစ်တုန်းကလည်းคลิมရဲ့အခြားလက်ရာပကြီကားတစ်ခုကိုလန်ဒန်ပြောက်ပွဲမှာဒေါ်လာ108.8တန်းနဲ့ရောင်းချနိုင်ခဲ့တဲ့အလျောက်စံချိန်တင်ခဲ့ပူကြောင်းသိရပါတယ် နောက်ဆုံးတင်ဆက်ပေးမှာကတော့ Google ဟာသူတို့ရဲ့နောက်ဆုံး AI မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ Gemini 3ကို မိတ်ဆက်ပေးခဲ့တာကြောင့် ChatGPT ဖန်တီးသူ OpenAI နဲ့ရှင်ပြိုင်မှုတွေပြင်းထန်လာခဲ့ပါတယ်။ Research in Canvas are getting their biggest updates yet. အဲ့ဒီ AI မော်ဒယ်အသစ်ကသုံးစွဲသူတွေအတွက်ပိုပြီးရှုပ်ထွေးတဲ့မေးခွန်းတွေကိုပိုမိုကောင်းမွန်တဲ့အဖြေတွေပေးနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့နောက် Google မိခင်ကုမ္ပဏီ Alphabet ရဲ့ CEO ဖြစ်သူ Sundar Pichai ကလိုအပ်တာတွေကို prompt အနေငယ်နဲ့တင်ရနိုင်ပြီးဖြစ်ကြောင်းမှတ်ချက်ပေးတော်ပါတယ်။ Gemini application နဲ့မှာဒီ Gemini 3လဲပါဝင်လာခဲ့တယ်လို့ AI မှုနဲ့ AI overview ပါဝင် လုပ်ငန်းအဆင့်ထိအသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒါ Google က Gemini 2.5ကိုမိတ်ဆက်ခဲ့ပြီး ရှစ်လအကြာမှာရင် AI model အသစ်တစ်ခုထပ်ထွက်လာခဲ့တာပါ။ လက်ရှိမှာ Gemini app အသုံးပြုသူကတစ်လကိုတန်းပေါင်း650အထိရှိပြီး AI overview မှာတော့လစဉ်အသုံးပြုသူပေါင်း2ဘီလီယံအထိရှိနေပြီဖြစ်ပါတယ်။အဓိကပြိုင်ဘက်ဖြစ်တဲ့ ChatGPT မှာလည်းအပတ်စဉ်အသုံးပြုသူတန်း900ကျော်ရှိနေပြီဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။2022ခုနှစ်တုန်းကပွဲထွက်လာခဲ့တဲ့ ChatGPT ဟာပြီးခဲ့တဲ့ August လမှာ GPT-5 ကို မိတ်ဆက်သွားခဲ့ပါတယ်။ ။ဒါပြင်လွန်ခဲ့တဲ့အပတ်မှာလည်း update နှစ်ခုပါထပ်ပေးခဲ့တာကြောင့် ChatGPT နဲ့ Google ကြား AI နည်းပညာဆိုင်ရာရှင်ပြိုင်မှုဟာအတော်လေးပြင်းထန်လာခဲ့ပါတယ်။ enrolling out across android and ios deep ဟုတ်ကဲ့ပါနိုင်ငံကသတင်းတွေကိုတလောင်းနဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ကေဆက်နိုင်ပါ